ပြည်တွင်းဆက်မှုလုပ်ငန်းများအားကောက်ွက်လို့သည့်အမေရိကန်၏ရခွန်သွင်းစည်းကြမ်းမှုကိုရိုင်းပြန်လည်ထိခိုက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်ရင်းစက်မှုလုပ်ငန်းများကိုကာကွယ်ရန်ရည်ရွယ်တဲ့အမေရိကန်အခွန်သုံးမြင်စည်းကြံမှုတွေဟာပြည်ရင်းနည်းပညာကဏ္ဍကိုပဲစိုးစိုးရွားရွားထိခိုက်လာစေပြီးနမဲကြီးလုပ်ငန်းတွေဟာစည်းရိမ်မြင့်မားခြင်း၊ဈေးကွက်နည်းလာခြင်း၊ကုန်သွယ်ဖက်များမှတုံ့ပြန်ဆောင်ရွက်ခြင်းတို့နဲ့ရင်ဆိုင်လာရပါထဲ့။ဒီလိုအခွန်သုံးမြင်ခြင်းကြောင့်ဈေးနှုန်းကွင်းဆက်မြင့်တက်လာခြင်း၊ကုန်ကြမ်းကွင်းဆက်ထိခိုက်ခြင်း၊အမေရိကရဲ့ကမ္ဘာလုံးဆိုင်ရာနည်းပညာရှင်ပြိုင်မှုကြာဆင်းခြင်းတို့ဖြစ်လာ စေနိုင်တယ်လို့စမ်းစစ်သူများကသတိပေးလာပါတယ်အမေရိကမှာအကြီးမားဆုံးနှိပညာကုမ္ပဏီကြီးခုနှစ်ခုမှ၅ခုကအမြတ်ငွေတဝက်ကြောင့်ကိုနိုင်ငံခြားဈေးကွက်ကနေရရှိတာဖြစ်ပြီးအခွန်အစည်းချမှုတွေကြောင့်ထိခိုက်လာမှာဖြစ်ပါတယ်။ အမေရိကန်ရဲ့အခွန်စည်းကမ်းမှုပေါ်လစီကြောင့်အမေရိကန်နည်းပညာကုမ္ပဏီတွေအတွက်စရိတ်ပိုကြီးလာနိုင်တယ်လို့ဝယ်ယူသုံးစွဲမှုတွေလည်းရောကြသွားနိုင်မှာထင်အခွန်သုံးမြင်စည်းကမ်းမှုတွေကြောင့်မှနိုင်ငံအများပြားကစီးပွားရေးနှောင့်နှေးလာပြီးဈေးကွက်ကျဆင်းလာနိုင်တယ်လို့ဘေကျင်းရှိနိုင်ငံတကာလုပ်ငန်းနယ်စီးပွားရေးတက္ကသိုလ်မှပရော်ဖက်ဆာကိုယ်ဖန်ကပြောပါထင် ဥရောပခေါင်းဆောင်တွေကလက်တော့ပြန်တဲ့အနေနဲ့အမေရိကရဲ့ digital ဝန်ဆောင်မှုအခြေစိုက်တွေကိုပြစ်မှတ်ထားလာပါအထိပြီးခဲ့တဲ့လကဥရောပသမဂ္ဂက Google မှုရှင်ကုမ္ပဏီ Alphabet ကို digital ဈေးကွက်အဥပဒေနဲ့မညီဘူးဆိုပြီးဆွဆွဲခဲ့ပါအထိ ကျင့်သက်သမ္မတဂျာမနီနိုင်ငံဒူအက်ဒီပရီတိုကလည်းအမေရိကန်ဟာဒီဂျစ်တယ်ဝန်ဆောင်မှုတွေမှာကိုရိုင်းရကျိုးရှိရေးကိုသာရှေးရှုလှုပ်ဆောင်နေတယ်လို့ဝေဖန်ထားပါတယ်။ကမ္ဘာပေါ်ကအကြီးမားဆုံးနည်းပညာကုမ္ပဏီတွေအနေနဲ့တယောက်မှုသန်းကိုကြိုတင်ပြင်ဆင်ဖို့လိုနေတယ်လို့စက်တည်တီထွင်းမှုအပိုင်းသုံးဆွဲသူစေနှုံကမ္ဘာကုန်းသွယ်ရေးထိုးမှာထော့မရေမရာဖြစ်လာပါတယ်လို့သိရပါတယ်ရှင်။